။အားလုံးပဲမင်္ဂလာပါ။ရေဝရှင်လီမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဂျွန်တရက်နေ့လတ်တလရဲ့ပရမအူဆုံးရက်မှာမင်္ဂလာသတင်းတွေတည်ဆောင်လာပါတယ်။ Super Sunday Holiday လည်းဖြစ်တယ်။ဒီလိုရက်မျိုးမှာကျွန်တော်နဲ့ကျွန်တော်မိပါတယ်။ဒါအပတ်စဉ်တွေ့ဆုံဆွေးနွေးနေတဲ့ပုံစံလေးအတိုင်းပဲတင်ပြပေးပါမယ်။အရကတတော် AA GLA ရခိုင်သူရခိုင်သားတွေ တမချက်ကတော့လက်လံနေဗျာဘုံမူကြီးအစင်ရှိတဲ့တရင်မှုတကောင်ကိုဖတ်မှန်ပြီးတော့ရလိုက်ပါတယ်ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်တင်ပြပေးမယ်နောက်ထပ်ဒင်းတစ်ခုမှလည်းပဲရှင်းန်းစစ်မြနာပြင်မှာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေဘလောက်တောင် အသေးချမ်းနေလဲဆိုရင်အသေးချမ်းနေဆိုတော့အဲကျွန်တော်တို့လူငယ်တွေအဒါအချို့ဒီ mobile game တွေပါ ဂိမ်းမင်းတွေပါဂိမ်းမင်းတမားတွေလည်းပါပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကျွန်အသေးချမ်းနေဆိုတော့အရန်ကိုကျမ်းနေတာမဟုတ်ဘူးအသေးတွေအရန်များနေတာကိုဆိုလိုခြင်းဖြစ်ပါတယ်ဘလောက်တော့အသေးချမ်းနေလဲဆိုရင်မြေတူးဆက်နဲ့တူးပြီးတော့ကျမဖက်စစ်ခွေးတက်ကကောင်တွေကိုအစုလိုက်အပြုံလိုက်တွင်းတွင်းတဲမှာအများအပြားကိုထဲ့သွင်းပြုတ်နေနေရတဲ့အခင်းချင်းတွေဖြစ်ပေါ်နေပါတယ် ဒါရှေ့ထဲမှာဖြစ်နေတာเนาะဒါပေမဲ့ချမ်းမဖက်စစ်ခွေးတက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့သူ့အိမ်မှာလက်ရှိသူနေတဲ့အိမ်မှာဘန်ကာတွေ အထက်ထက်တိစောက်ပြီးတော့တန်ချက်ကရင်တန်းတွေပါ အကာအကွယ်ယူထားတယ်ပြီးတော့ချမ်းပါတွေတက်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်နှိုင်းရှင်းတင်ပြပေးမှာပါ ရှင်စစ်မျက်နှာပြင်မှာကျမဖက်စစ်ခွေးတွေအမြောင်အမြားစုလိုက်အပြုံလိုက်မြုံနှံနေရတဲ့အချိန်သူကြတော့တိတ်မှကြောက်နေတာလားဒါကိုကျွန်တော်တို့မိငုံအတူတူထုတ်သွားမှာဖြစ်ပါတယ်နောက်ထပ်ဂျပန်သတင်းဌာနအထိရောက်သွားတဲ့ PNL ရဲဘော်၄ဦးကို ကျမဖက်စစ်ခွေးတက်နဲ့ PNO ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပြစ်တက်ခဲ့တဲ့အကြောင်းပါနိုင်ငံတကာသတင်းမီဒီယာထက်ကိုရောက်ရှိသွားပါပြီ။ ဒီကြောင်းတွေကိုကျွန်တော်တပြပေးမှာနောက်ဆုံးမှတော့မိုးတွင်းကာလအခါတမယမှာကျွန်တော်တို့ကရင်တွေဒီချက်ကလည်းရှည်လန်းနေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိပါတအူးချစ်စီတိုင်းကိုဒလေးစားဖိတ်ခေါ်လိုက်ပြစီအကျန်းဖတ်လူသက်ကောင်တွေဟာသူတို့ရဲ့မူလစစ်မြစ်ဇယိုက်ကိုဘလို့ပဲဖုံးပြပါစီပေါ်ကိုပေါ်တယ် တို့တွေနှစ်ပေါင်းများစွာဘလိုအခြေအနေမျိုးနဲ့သတင်းတုသတင်းဖာကြသတင်းလိမ်ဝီထုတ်ပြန်ခဲ့ပါစေအခုလူနဲ့တူပါပွားလာကြတယ်ကျွန်တော်ပြည်သူ့ကဝေးတက်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူလူလူတရက်လုံးနဲ့ရင်ဆိုင်တွေ့နေရတဲ့အချိန်မှာဘလို့မှသတင်းလိမ်လို့မရတော့အကြမ်းမဖက်စစ်ခွေးတက်ကကောင်နေနဲ့ပြည်သူစစ် PNO တက်ဖွဲ့ဝင်တွေပြစ်တက်လိုက်တဲ့ ကျွန်တော်တို့ PNLA တပ်ဖွဲ့ဝင်တွေရဲ့ရုပ်သံမှတ်တမ်းကဘာကို ပြန့်နှံ့သွားပါတယ်ဒါကြောင့်လည်းပဲဂျပန်သတင်းဌာနကတင်ပြခဲ့တာဖြစ်ပါတယ်အဲ့ဒီသတင်းဌာနကရုပ်သံဗီဒီယိုဖိုင်နဲ့တကွာသူတို့ရဲ့ကြိုတုံသတင်းမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။မနေ့ကမေလ32ရက်နေ့မှာပဲဂျပန်သတင်းမှာပါသွားပါသွားခဲ့ပါပြီ ဒါကိုသူတို့တွေဘလို့မျိုးထွက်ပြီးတော့လိမ်အောင်မလဲတခါနေတော့လဲစိတ်ဝင်စားဖို့ကောင်းတယ်ဂျပန်သတင်းဌာနကြီးမှပါလာတဲ့အကြောင်းအရာကိုသတင်းမှန်ပြန်ကြားရေးဆိုတဲ့ခေါင်းစဉ်နဲ့ဇော်မဲလေတူဒီမို့ဂျပန်ဖက်စစ်ခွေးတဲ့လော်ဘီကကောင်းနေဘလို့မျိုးသတင်းကိုဒါလိမ်လေအောင်မလဲလို့ကျွန်တော်ကအထူးစိတ်ဝင်စားနေတာပါ ဒီအကြောင်းအရာကကျွန်တော်ရဲ့ Telegram မှာအဲ့ဒီဒါပြက်ခတ်လိုက်တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ပြထားတယ်ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒါကာဝေတော်တိုင်းသားတပွဲဝင်တွေသူတို့ကိုဖမ်းမိလိုက်တဲ့အချိန်မှာပြတ်တက်လိုက်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ယူနီဖောင်းနဲ့ဘတ်စစ်ကိုတေချာရှင်းလင်းစွာမြင်တွေ့လိုက်ရတာပါ ။ဒါကြောင့်လည်းပဲဂျပန်သတင်းစာကအကြမ်းမဲ့ဖက်စစ်ခွေးတက်ကပြစ်တက်လိုက်တာဘာလို့တိတိကျကျပြောဆိုခဲ့တာ။ဆိုတော့အဲ့ဒီမှာတယောက်တည်းကကျွန်တော်တို့ဒါမောင်းပြန် rifle နဲ့ပြစ်တက်သွားတာမဟုတ်ဘဲနဲ့ဘေးနားမှာပြည်သူစစ်တွေကပါဒါတိုင်းရင်သားတော်လန်တော်ရဲဖို့လေးဦးကိုအပြိုင်နဲ့ထဲမှာပြစ်တပ်လိုက်တာဖြစ်တယ်ပြီးတော့အဲ့ဒီအလောင်း၄လောင်းကိုလည်းသူတို့တွေ စီတန်းချရတာကိုလည်းကျွန်တော်တို့ထပ်မံတွေ့ရမှာဖြစ်တယ်။အားလုံးက၅ယောက်ပါ နောက်ထပ်တဦးကိုအခြားသောနေရာမှာရဲဆက်ဆက်ပြစ်တက်ခဲ့တာပါ။ဆိုတော့ရှင်းမ်းမှာဖမ်းမိခဲ့တဲ့သူတွေကို သူတို့တွေဟာအခုလိုမျိုးတနက်နဲ့ပေါ်ပေါ်ထင်ထင်ပြစ်တက်ပြလိုက်တယ်ဆိုတော့ Standard Army ကြီးရဲ့ဂုံတရင်ကဘာကိုကြော်စောသွားတာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသက်ခံရတဲ့သူတွေကစီဆိုင်မြို့နယ်လွယ်ဆောင်ရွာကဒုဖို့ခွန်ချက်စီဆိုင်မြို့နယ်ကနောင်ကျင်းထုံရွာတက်စိတ်မှုခွန်မွေးတောင်ကြီးမြို့နယ်ထီခေါင်ပင်တွန်းရွာဒုတက်စိတ်မှုခွန်ထုံးဝေတောင်ကြီးမြို့နယ်ပင်တွန်းရွာကပဲရဲဘော်ခွန်ဦးစီဆိုင်မြို့နယ်နောင်ထောင်ရွာကရဲဘော်နေလင်းတို့၅ဦးဖြစ်တဲ့အကြောင်းကို PMFC ဥက္ကရာကဒီကနေ့ပြောဆိုခဲ့တာဖြစ်ပါတယ်စစ်ရာဇဝမှုအများပြားကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်ခွေးတက်တဲ့ PNO ဟာကိုဂျိုးကိုပဲကြည့်ပြီးတော့ခရိုနီနေဝင်းထွန်းတဲ့ခေါင်းဆောင်များနဲ့လက်ရှိလုံနေတဲ့ဒါလက်စားခြေတဲ့ပုံစံမျိုးတွေပြီးတော့တကယ်ကိုအကြမ်းဖက်ရက်ဆက်တဲ့ပုံစံမျိုးတွေကိုသူတို့ဟာ ခုခံကာဝယ်တဲ့အခြေအနေတွေ ਨੇ ရှင်းကိုဆက်နေတဲ့အကြောင်းကိုလည်းသူထပ်ပြီးတော့ပြောဆိုခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာ PNL ရေးပေါ်တင်တက်ခဲ့တဲ့ရုပ်တံဗီဒီယိုဖိုင်ကိုကျွန်တော်တို့တော်လန်တော့တက်ဖွဲ့ဝင်တွေကရှင်းလင်းစစ်မြေနာအပြင်ကအချမ်းဖက်စစ်ခွေးတက်တဲ့ပြည်သူစစ်တွေဖမ်းမိခဲ့တဲ့သူတွေစီကဒါဖုန်းတွေကအဲ့ဒီဗီဒီယိုဖိုင်ကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ် ဒါကတော့အဓိကတသက်တစ်ခုဖြစ်သွားတာပါ။ဒါကြောင့်လည်းပဲဂျပန်သတင်းစာအထိဂျပန်သတင်းဌာနအထိချက်ချင်းပဲပြောင်းလဲသွားတာပါ။သူတို့မိနေမှာစုလို့ပြောမယ်။ဒါဟာຫນွေဦးတော်လန်ရေးပြ။ကျွန်တော်တို့ຫນွေဦးတော်လန်ရေးမှာတစ်ခါလုံးကမိဘပြည်သူတွေအကုန်လုံးပါဝင်နေတာ။ဒါကြောင့်လည်းပဲနေချင်းညချင်းခုလိုမျိုးသတင်းတွေထွက်ပေါ်သွားတာဖြစ်ပါတယ်။ စစ်တုံးမန်းတွေစီကအဲ့ဒီဖုန်းတွေပြန်ရပြီးတော့သူတို့ကိုစစ်ဆေးခဲ့တာပေါ့သူတို့ငါးယောက်ကိုတပြိုင်တည်းတက်ခတ်ခဲ့တာမဟုတ်ဘူးတဦးကိုတနေရာမှာတက်ဖြတ်ခဲ့တာပြီးတော့လေးဦးကိုအဲ့ဒီဗီဒီယိုဖိုင်မှာပါတဲ့အတိုင်းပဲပြတ်တက်ခဲ့တာသူတို့အလောင်းတွေကို CCGG ထားထားတယ်လို့ခွန်ရင်းရှင်ကပြောဆိုခဲ့ပါတယ်သူတို့အနေနဲ့ကစစ်တုံးမန်းတွေဖမ်းမိတာတွေရှိပါတယ် PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေဘုံမှုအဆင့်ထိဖမ်းမိတာတွေရှိတယ်ဒါပေမဲ့ဒီလိုမျိုးညှင်းပန်းနှိပ်စက်တပ်ဖြတ်တာမျိုးတရားမှမလုပ်ခဲ့ဘူးစစ်တုံးမှန်ဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့ခွန်ရင်းညံကထပ်မှန်ပြီးတော့ဖော်ပြခဲ့ပါတယ်ဒီမှာအကြံဖတ်အုပ်စုနဲ့တော်လှန်သောတပ်ဖွဲ့ဝင်တွေရဲ့ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင် တကယ့်ကိုကိုကိုပြပြအခြေအနေခုကိုထပ်မံပြီးတော့မြင်တွေ့ရတာပါလက်ရှိချိန်မှာလဲဂျမ်ဖက်စစ်ခွေတက်ကကျွန်တော်ပြည်သူကို အကြောက်တရားနဲ့အုတ်ချုပ်ခြင်းတွေလို့အခုလိုရဲဆက်ဆက်တပ်ဖြတ်ပြပြီးတော့ကျွန်တော်တို့ကိုကြောက်စိတ်တွင်းနေကြတာပါဒီအကြောင်းကိုကျွန်တော်ရဲ့ဗီဒီယိုဒီကုန်းပိုင်းမှာကျွန်တော်ထပ်မံပြီးတော့အသေးစိတ်တင်ပြပေးပါမယ်ဟုတ်ပြီဒီပြစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးဒါမကြည့်ရသေးတဲ့သူတွေရှိတယ်ဆိုရင် ဒါအပ်ရဲပေါ်ရှမ်းလေးကျွန်တော်ရဲ့ Telegram မှာဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီ video file ကရှင်းရှင်းလင်းလင်းဒါတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ပြက်ခတ်တဲ့အကျန်းဖတ်ကောင်ရဲ့ဗတ်ဒစိတ်နဲ့ uniform ကိုလည်းတေချာစွာမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့လက်ရှိအချိန်ထိရက်ဆက်ရုပ်မှာပြနေတဲ့အခြေအနေတစ်ခုပါနောက်ထပ်တစ်ခုအဲ့ဒါကတော့အခတ်တော် AA အောင်ဝဲထပ်ပြန်ပြီးတော့ရယူလိုက်ပါတယ် ဲ့ဒါကတော့ကြောက်ဖြူမျိုးနယ်မှာပဲဖြစ်ပါတယ်ဂျန်ဖက်စစ်ခွေးတက်နေတေဆုံးမှုများပြားနေပြီးတော့မြေတူးဇက်နယ်ပါအစုလိုက်အပြုံလိုက်မြေမြုပ်နေရတဲ့အခြေအနေဇိုးတွေကြားထဲမှာဒူးပုံမူကြီးအဆင့်ရှိတဲ့တရင်မှုတကောင်မှာတိုးတိုးတိတ်တိတ်အဲဒီမြေတူးဇက်နယ်ဒူးထားတဲ့စုပြုံပြီးတော့တင်းကြိုတဲ့စုပြုံပြီးတော့မြုပ်ရတဲ့အထဲမှာ ဒုပူမှုကြီးအစီအစီတရင်မှုတကောင်မှာထဲ့သွင်းမြုပ်နှံလိုက်ရပါကြောင်းစိတ်တော်မကောင်းဘူးအဘွေချက်ကကဒါပူမှုကြီးတွေရဲ့မိသားစုဝင်တွေအတွက်ပြောတာပါခင်ဗျားတို့ယောက်ျားတွေဟာအခုလိုပဲလူလို့တောင်တတ်မှတ်ချင်းမခံရတဲ့အခြေအနေမှာ လူလိုသူလိုတင်းကြုံမခံရဘူးဆိုတာကိုသိစေချင်တာပါ။ အဲ့တော့သမင်းစားပြီးလူမဖြစ်တဲ့သူတွေအားလုံးဒါကိုဖန်ဖန်အလန်လန်သုံးသပ်ဖို့ရည်ကြည်ပါတယ်ဆိုတော့ဒါတွေပြောနေရင်လဲသူတို့ကနားလည်မှာမဟုတ်ဘူးဗျသမင်းစားပြီးတော့လူမဖြစ်တဲ့သူတွေဖြစ်နေလို့ပါဟုတ်ပြီအဲ့ဒီမှာသေဆုံးတဲ့အလောင်းကောင်တွေကိုယာရူးကြီးယာရူးငယ်တက်ကြအဆင့်အောက်ခြေအဆင့် အစုလိုက်အပြုံလိုက်မြေမြုပ်တင်းကြိုတဏီယာတဲမှာပဲစုပြုံထည့်ထားလိုက်ပါတယ်လို့ကျွန်တော်တို့စေတရင်အရင်မြစ်ဒီမှာသိရပါတယ်အဲ့တော့မင်းကဓုပုံမူကြည်လားမင်းကဘုံမူကြည်လားမင်းကဘိုကြီးလားမင်းကတက်ချက်ကြီးလားမင်းကတသားလားတွားထိုးတခြင်းထဲမှာအကုန်လုံးဝင်အိတ်နေလိုက် အကျန်းကိုမျှတာတယ်အခြေအနေတွေကိုကျွန်တော်တို့လူတွေမသိခင်မှာငါကတော့ဘလို့ຢာလို့ရှိတယ်ငါကတော့ဘလို့ခုံပြက်တွေပိုင်ဆိုင်ထားတယ်ငါကတော့ဘလောက်ထိချမ်းသာနေတယ်ငါကတော့ဘလို့កောင်မျိုးပါငါငါငါဆိုတဲ့အတတွေ ਨੇ လူစိုက်တဘာဝတွေမှာတွေ့မြင်ရပေမဲ့တကယ်တည်ဆုံးရတဲ့အချိန်မှာဒီကနေ့အရကတက်တော်ရဲ့မြေပြင်မှာရခိုင်မြေမှာမြေမြုပ်သင်းကျိုခံလိုက်ရတဲ့ဗိုလ်မှူးကြီးတွေဗိုလ်ချုပ်ကြီးတွေတရင်မှုတွေ ပြီးတော့ဗိုလ်ကြီးတွေတက်ချက်ကြီးတွေတက်သားတွေအကုန်လုံးကိုတွင်ထဲမှာစုပြုတ်ဖြုတ်ပလိုက်တာအဲ့တော့သူတို့ရဲ့ယာဒူးတွေသူတို့ရဲ့အစင်တန်းတွေဘာမှမဟုတ်ဘူးအလုံးဟာအတူတူဖြစ်တယ်လူတွေအကုန်လုံးသိသွားရင်ဘာတစ်ခုမှယူသွားလို့မရဘူးဒါလေးကတင်ဝင်ကရဖို့ကောင်းပါတယ်ဆိုတော့တက်တွင်းတွေမှာကျွန်တော်အမြဲတမ်းကြားနေရတယ် ဆိုတော့ယာရှိတွေရဲ့ဇနီးမယားတွေကိုအောက်ချေငစနူကောင်တွေရဲ့ဇနီးမယားတွေကသွားပြီးတော့ထမိန်လျှော်ဖို့ပေးနေရတာတွေကျွန်တော်တို့မိဘူးတိုက်ပေးနေရတာတွေအခါတည်းမှာယာရှိတွေဟာအောက်ချေကစစ်သားတွေရဲ့မိမတွေကိုပါကြာကူလီနှိုက်တဲ့သတင်းတွေလည်းကျွန်တော်တို့ကြားနေရတာ ဖြစ်တယ်။ကျွန်တော်သူများအတင်းအဖျင်းကိုပြောနေတာမဟုတ်ဘူးလက်ရှိတက်တွင်းမှာဖြစ်နေတဲ့ဒါတက်တွင်းမတိန်မှုတွေ သတင်းမီဒီယာအထက်မှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာတာတွေအများကြီးရှိတယ်။ပုံမူးကြီးအဆင့်အထိမကြသေးခင်သတင်းရသတင်းသပတ်အတွင်းမှာပဲပုံမူးကြီးအဆင့်ရှိတဲ့ကောင်ရဲ့သူ့ရဲ့တမတ်မရိမှုအများကြီးရှိတယ်ဒါတော်မှာဒီကောင်ဒီတက်သေးမှာပဲဖုံးဖိပြီးတော့တက်သေးမှာပဲဒါချိမ့်ချောက်ပြီးတော့တက်သေးမှာပဲအဆင်ပြေအောင်လုပ်သွားတဲ့တန့်ငယ်မရိမှုတွေလည်းအများကြီးရှိတယ်။ဘာကြောင့်လဲ မနဲ့မိုးလင်းကုန်းပိမိသားစုအတွက်မလောက်ကောက်တက်ထဲမှာနေနေရတဲ့ line တန်းမှာနေခဲ့ရတဲ့သူတွေကောင်းကောင်းသိမှာပါကျွန်တော်ရဲ့ဗီဒီယိုဟိုဘက်ကောက်ကောင်းနဲ့ကြည့်တယ်ဆိုလေအများတို့ line တန်းမှာနေခဲ့ဘူးတယ်ဆိုရင်သိမှာပါတက်တန်းလျားပေါ့ဗျာမိုးလင်းပြီဆိုတာနဲ့သူတို့ရဲ့အရာရှိဘာခေါ်ခိုင်းမလဲဘာလေးဝယ်ပေးရမလဲ နောက်ဆုံးမွေးစေပါကွာဝယ်ပေးနေရတဲ့အခြေအနေအရက်ဝယ်ကြက်ဖန်းအစင်းထက်မပိုနေတာတွေကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒီနေ့ဒီချိန်မှာရခိုင်မြေမှာထူးခြားတဲ့တင်ငန်းစာတခုတံဝေကတခုကိုမြင်တွေ့လိုက်ရတာကဘုံမှုကျုပ်တွေအပါအဝင်တရင်မှုတွေကအောက်ချင်ငစလူကကောင်းနေအကုန်လုံးကိုပါကျင်းတကျင်းနဲ့မှာပဲအတူတူရောမြုပ်လိုက်တယ်ဆိုတော့ရှင်းသွားရောပေါ့အဲ့တော့နောက်တစ်ချိန်မှာ ကျွန်တော်ကကြိုပြီးတော့သတိပေးချင်တာပါမိမိတို့ရဲ့ယောက်ျားတွေရဲ့အယိုးကို DNA ပြန်စစ်ပြီးတော့ကိုလင်ယောက်ျားတွေကိုတူတော်မောင်တွေကိုရဲ့ဆွေမျိုးထွေရဲ့ဒါ DNA နဲ့တိုက်ယူပြီးတော့ပြန်လဲတင်းကြူရမယ်အခြေအနေဇိုးတွေပါသူတို့ရင်ဆိုင်နေရတာပါအရှင်ထဲမှာဒီလိုခြေနေမျိုးတွေအဖြစ်ပြက်တွေ တကယ်ကိုလှင်ញံစွာပြောင်းလဲနေတဲ့အချိန်မှာနောက်တန်းမှာမင်းအောင်လှိုင်ရသူ့ရဲ့အိမ်ကိုဘန်ဂါထွေအထူကြီးတွေနဲ့အခိုင်မာစွာအထက်ထက်တိဆောက်နေပြီးတော့တကြက်ကရင်တန်းတွေပြီးတော့လက်နက်ကြီးတွေပါတက်ဆင်ထားပြီးတော့သူ့ရဲ့အိမ်ကိုကာဟွယ်နေတယ်ဆိုတော့သူဘာလို့တောင်ကြောက်နေတာလဲသူဘာကိုကြောက်နေတာလဲကျွန်တော်တို့ငလင်တန်နဲ့အပြည်သူတွေကခံလိုက်ရတယ် ငလင်တန်တဲ့ကဘာကထောက်ပံ့ကူညီခဲ့တဲ့ပတ်စံနဲ့သူကလေရင်ဝယ်တယ်။အဲ့ဒီငလင်ကြောင့်ပဲကဘာကကူညီထောက်ပံ့ခဲ့တဲ့ပတ်စံတွေနဲ့ရုရှားမှာအိမ်ဝယ်ခဲ့သေးတယ်။ဒါပြင်အခုရှေ့တန်းမှာအကုန်လုံးငစနူကောင်တွေကတတော်ဆူဆူဝါးဝါးဒီကောင်တွေဖြစ်ပြနေတာ။အောင်ရင်းမြစ်ထဲမှာလဲဘောလောဘောလော ျွန်တော်ရဲ့ Telegram မှာဒီနေ့တင်ထားတဲ့ video file ကျွန်တော်ရဲ့မိပါတွေတွေ့မှာပါကျွန်တော်ရဲ့မိသားစုတွေကတော့ကြည့်ပြီးပါပြီကျွန်တော်နဲ့အမြဲတမ်းဝန်းရင်နေကြဖို့ဗျာဘောလောဘောလောကဲမဲ့သူမရှိဆဲမဲ့သူမရှိတကယ့်ရေအရင်မြစ်ပါညစ်ပတ်စီတဲ့အကြမ်းမဖက်စစ်ခွေးလောက်ကောင်နေအလောင်းတွေရေပေါ်မှာပြန့်ကျဲနေပါတယ်ဒါကြောင့်ကရင်တွေမိုးရင်းမှာမိုးရင်းမစကွင်မှာတိုက်ပွဲအတွက်ပြင်ဆင်ခဲ့တာထူးခြားချက်တွေအများကြီးရှိတယ် ဟုတ်ပြီအကြံဖက်စစ်ခွေးတက်ရဲ့တယင်းမှုအလောင်းကိုကြောက်ဖြူမြို့နဲ့တုတ်တန်မှာပဲတိတ်စိတ်တင်းကြူလိုက်ရပါတယ်ဆိုတော့ဒီနေ့ပတ်သက်ပြီးတော့တိကျခိုင်မာစွာကျွန်တော်ထပ်မံပြီးတော့တင်ပြပေးပါမယ်တိုးတိုးတိတ်တိတ်ခိုး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 ပြီးတော့တင်းကြူနေရတဲ့အကြံဖက်စစ်ခွေးတက်ရဲ့ခေါင်းဆောင်ဘိုင်းတွေဘယ်နှကောင်းအောင်ရှိနေပြီလဲဗျာ အဖြေကထွက်နေပြီလက်ရှိကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုဝင်တွေတင်မှာ1960 1980ဆိုတော့အဲ့ဒီခေတ်ဆက်ဆက်တွေ့နေထိတွေ့ဆက်ဆံပြီးတော့သိရှိခဲ့တဲ့သူတွေနေပြီးတော့အခု2025အထိပါဝင်ပြီးတော့ဝင်းရနေတဲ့ကျွန်တော်ရဲ့မိဘတွေရှိတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေခေတ်ဆက်ဆက်နှိုင်းရှင်ကြည့်ပေးပါ ဟာကျွန်တော်တို့နေဦးတော်လန့်ရေးကကျွန်တော်တို့လူငယ်တွေအရန်ကိုတော်နေပါတယ်အရန်ကိုတက်နေပါတယ်ဆိုတဲ့စကားမျိုးကိုကျွန်တော်ကသုံးလုံးနေတာမဟုတ်ဘူးကျွန်တော်အားလုံးအတူတူလုပ်နေကြတယ်ကျွန်တော်အားလုံးစူးစီးမှုနေပြီကျွန်တော်တို့အားလုံးဒီပုံရံသူကို လုံးလုံးမလက်လွတ်မခံတော့ဘူးဆိုတော့ဒါကိုကျွန်တော်တို့ထင်ရှားစွာ ပြောချင်တာပါအခု68ကကျွန်တော်မိသားစုဝင်တွေအကုန်လုံးပြီးတော့နိုင်ချင်းတွေအကုန်လုံး ပြီးတော့အာနာတိန်းထားတာကိုလုံးဝလက်မခံနဲ့ကျွန်တော်တို့မိဘပြည်သူတွေအကုန်လုံးကျွန်တော်တို့ဂိမ်းဆော့နေတဲ့ဘောလုံးကန်နေတဲ့ပြီးတော့အင်ဂျင်နီယာလုပ်ငန်းတွေပြီးတော့ကျွန်တော်တို့စေပညာတွေသင်ကြားနေတဲ့ပြီးတော့ကြပြာဆရာတွေတေးရီတေးဆိုတွေအကုန်လုံးပါဝင်နေတဲ့တော်လှန်ရေးမှာလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကခေါင်းကြီးပိုင်းတွေတိုးတိုးတိတ်တိတ်ခိုးခိုးပြီးတော့မြေမြုပ်နေရတယ်ဆိုတာကတော့မထူးဆန်းမှုဆိုတာကိုကျွန်တော်ကပြောချင်တာပါ ရီချင်းမြေကလည်းပျော်တယ်အဲ့တော့ကိုတွင်းကိုတူဝီဇင်းငရဲ့ကိုကွန့်ကိုစောက်ထိုးစင်မက်စီတောင်ပြီးကြိုက်မှာမဟုတ်ဘူးဒါကတော့လက်ရှိအချိန်မှာအတန်းဖက်စစ်ခွေးတက်ကအာဖြစ်ပြနေတဲ့အခြေအနေပါမေလာ33ရက်နေ့မှာကြောက်ဖြူတိုက်ပွဲကိုစစ်ခုပို့လိုက်တဲ့ဒူပူမှူကြီးအဆင့်ဟာ ကျွန်တော်တို့ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့ဂျုံတရက်နေ့တောင်မှမရောက်ဘူးသိဆုံးသွားတာဟာမြန်လာကြည်လားဘာကတက်တော့အေးအေးအာဘူးရှာဘူးတိုက်ကျွေးချက်ကထိရရှာပြတ်တယ်သုံးသက်တရက်နေ့ကစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မူကြီးဟာဒီနေ့ကျွန်တော်သတင်းမှတင်ပြခဲ့လိုက်တဲ့အတိုင်းပဲအခုတော့ခိုးခိုးပြီးတော့မြေမြုပ်တဲ့ တွင်းကြီးတစ်ခုထဲမှာပဲစုပြုံတကြိုလိုက်ရတကြိုလိုက်ချင်းခံလိုက်ရပါတယ်ကျွန်တော်လူငယ်နဲ့တွေ့တဲ့အချိန်မှာဘယ်ရာသူဘယ်အဆင့်မှာမခံနိုင်တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အနောက်ထပ်ထူးခြားတာလေးတခုပြောချင်ပါတယ်မင်းအွန်လိုင်းကဒါဒီကနေ့မှာသူထုတ်ဖို့ပြောဆိုလာတယ်အဲ့ဒါကတော့လက်ရှိအချိန်မှာသူတို့တွေဆုံးရှုံးထားတဲ့နေမြေတွေ့ ဆုံးရှုံးထားတဲ့စစ်ကန်းတွေကိုဒါတကယ့်ကိုရွရွချွန်ချွန်နဲ့ပြောင်မြောက်စွာမဟာဗျူဟာကြကြတိုက်ခိုက်သိမ့်ပိုက်နိုင်တဲ့မြည်သူကိုမဆိုထူးချွန်နဲ့ဒါသူရဲ့ကောင်းအဖြစ်နဲ့သူတို့ကအတိမတ်ပြုမှဖြစ်ပြီးတော့ယာဒူးတွေကိုလည်းပြည့်ရသွားမယ်ချီးမြှင့်သွားမယ်လို့မင်းအွန်လိုင်းနှုတ်ကပြောဆိုလိုက်တယ်။ဒါကကျမဖက်စစ်ခွေးတက်ကသူပြောလိုက်တဲ့စကား။ ါပေမဲ့သူရှေ့တန်းမှာရှိတယ်အကြောင်းဖက်စစ်ခွေးတက်ရဲ့ယာရူအကြီးပိုင်းတွေပါအပါအဝင်အောက်ချင်ငတ်စနူကောင်းတွေအထိခွေးပြီးဝတ်ပြီးခွေးတည်ဝတ်တည်တည်နေတာဒါတော့မှသူကစုံစုံခဲ့တဲ့နေမျိုးကိုပြန်လဲတက်ခိုက်သိမ့်ပိုက်ပေးနိုင်တဲ့ဒူတွေကိုမဟာပြူအချက်ကလှုပ်ဆောင်နိုင်တယ်ဆိုရင်ဘယ်ယာဒူပဲဖြစ်ဖြစ်သူပေးနိုင်တယ်ဆိုတာမျိုးကိုသူကမဲဆွဲတာဟုတ်ပြီကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကိုကြည့်အောင်ကျွန်တော်တို့မှဘာယာရူးရှိလဲ ဒီမျိုးကိုတင်လိုက်လို့ဒီစကန်ကိုတင်လိုက်လို့ကျွန်တော်တို့ကိုဘယ်သူကဘာပေးလဲဟုတ်ပြီဥပမာပေါ့ဗျာမင်းတို့ဒီလက်နက်ကြီးကုန်းတစ်ခုကိုတင်မင်းတို့လက်နက်ကြီးကုန်းတင်ပြီးသွားရင်မင်းတို့ကိုငါတို့ဘယ်ယာတူးပေးမယ်ပေါ့ဗျာဘယ်အဆင့်ပေးမယ်ပေါ့ဗျာပြီးတော့မင်းတို့အတွက်လဆောင်ဘလောက်တုံးမြင်ပေးမယ်ဆိုပြီးတော့မဲဆွဲတဲ့သူလည်းတရားမှမရှိဘူးအဲ့ဒီအချက်နှစ်ချက်ရန်ကိုထူးဆန်းနေတော့ကျွန်တော်မိပါ့ ျွန်တော်တို့ကိုဘသူမှမဲဆွယ်စရာမလိုဘူးကျွန်တော်တို့ဘသူမှမလိုပေးစရာမလိုဘူးကျွန်တော်တို့ကိုဘေးရာဒူးမှတိုးမြင့်ပေးစရာမလိုဘူးပြီးတော့သူတို့တဖက်ရုပ်ကကအကောင်နေမလုံးပေးပြီးတော့ယာဒူးတွေတိုးမြင့်ပေးမယ်ဒါတော့ပိုင်ခွင့်နေပေးနေဒီတိုင်အောင်ဘာကြောင့်ကျွန်တော်တို့ဘာမှမရှိတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေဘာကြောင့်တကောင်နေရှုံးနေတာလဲတွေးရင်တွေးရင် အရန်ကိုဂုံယူဖို့ကောင်းတယ်လို့ဟိုဘက်ရွက်ကကောင်းနေတဲ့တော်တော်လေးကိုအရှိတ်ရစရာကောင်းတယ်ဒါကြောင့်ခမင်းစားပြီးလူမဖြစ်တဲ့ကောင်းတယ်ကျွန်တော်ပြောတာမလွန်ပါဘူးကျွန်တော်မြဲနေသုံးနေကြစကားလေးခုရှိပါတယ်အရက်ကလီးပီရှစ်အရက်ကလူစင်မမီတော့ညံကရောလူစင်မှီမလားဆိုတော့ညံရေပါမမီပြန်ဘူး အရှိမတဖြုတ်ဖြုတ်တပုံးပုံးတင်နေလို့ခိုးခိုးပြီးတော့မှမตาချနေရတာကိုစုံစုံနားနဲ့နေမျိုးကိုပြန်လဲတက်ခဲသိမ့်ပိုက်ပြီးသွားရင်လူချင်းနဲ့ယာဘူးတွေပေးမယ်ဆိုတော့อืมတရားကြဖို့ကောင်းနေပြန်ပြီသူ့အိမ်ကိုကြတော့ဘန်ဂါရီရောတန်ချက်ကရင်တွေရောဂျမ်ဘာတွေရောလက်နဲ့ကြီးတွေနဲ့ပါကာဝယ်ထားပါတယ်ဗျာတကယ်လို့မြတ်သူ့အိမ်ကိုကျွန်တော်ပြည်သူ့ကာဝယ်တပ်ဖွဲ့နဲ့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရောက်လာမယ်ဆိုရင်သေးကြတယ်အဲ့ဒီကောင်က ပြီးဖို့ကလည်းလီရင်ကအစင်းနဲ့ရှိနေပြီးသားဟုတ်ပြီဒီနေ့ဏိကုံးချုပ်လေးမှာကျွန်တော်ထည့်သွင်းပြီးတော့တင်ပြပေးချင်တာကလက်ရှိအကြမ်းဖက်ဖက်စစ်ခွေးတက်ကဒါခေဆက်ဆက်သုံးနေခဲ့တဲ့သူတို့အောင်မြင်ခဲ့တဲ့အချက်၃ချက်အကြောင်းကိုကျွန်တော်ပြန်ပြောင်းပြီးတော့တင်ပြပေးချင်ပါတယ်အဲ့ဒါမှာအဲ့ဒါကတော့သူတို့ညင်သုံးခဲ့တဲ့ အောင်မြင်ခဲ့တဲ့ပြီးတော့ကျွန်တော်တို့တော်လန်တော့ဒါဘတ်တော်သားတွေအချင်းချင်းအသွေးခွဲခဲ့တာတွေကို ပြီးတော့ဒါတွေကိုအာနာရှင်က တောက်လျှောက်အသုံးပြုပြီးတော့ဒါအစင်ပြေခဲ့တာကိုတွေ့ရတယ်လို့ကျွန်တော်တို့ PDF မြေသူကဝရေးတပ်ဖွဲ့ဝင်အမှတ်1စစ်ဒေတာနေမြင်မှု စစ်စင်ရေးမှုရဲဘော်တင်ဦးကပြောဆိုခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချက်၃ချက်ထဲမှာဆိုရင်ပထမအချက်ကသွေးအေးစီမဲ့စီအာနာရှင်တွေဟာကျွန်တော်တို့ကိုသွေးအေးသောင်းအမျိုးမျိုးအချိန်ဆွဲပါတယ် အမျိုးမျိုးကောလာဟာလာတွေလုပ်တယ်အမျိုးမျိုးမျောလင်းချက်အမှားတွေပေးတယ်ဒါပေမဲ့ပြည်သူတွေကသွေးမွေးဘူးသွေးအေးစေမဲ့စီးကိုကျွန်တော်တို့ကြော်နိုင်ခဲ့ပြီလို့သူပြောပါတယ်ဆိုတော့သူပြောခဲ့တဲ့စကားလက်ရှိကျွန်တော်တို့သွေးအေးနေွားသွေးအေးနေပြီလားဆိုတာကိုကျွန်တော်တို့ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ကျောင်းတော်လန်တော့မိဘပြည်သူတွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကခဏိအချိန်ထိကောက်ရုံးမီမဟုတ်ဘူးဆိုတာကို ခိုင်မာစွာတည်တည်တွင်ပြသခဲ့ပြီဖြစ်ပါတယ်။ဟုတ်ပြီဒီတစ်ချက်ကိုတော့ကျွန်တော်အောင်မြင်ခဲ့ပြီ။နောက်တဲ့ချက်ချက်ကကြတော့တွေးကြောင်စီမဲ့စီးလို့သူကပြောပါတယ်။ပြည်သူတွေကြောက်သွားအောင်ကျွန်တော်တော်လန်ရေးသမားတွေကြောက်လန့်သွားအောင်ရဲဆက်ဆက်လုပ်ပြတာ။ဆိုတော့ဒါကိုသူတို့တွေခက်ဆက်ဆက်အသုံးပြုခဲ့တာတွေရှိတယ်။ပြီးတော့ဒီကနေ့ကျွန်တော်တင်ပြခဲ့တဲ့သတင်းမှဆိုရင်လည်းပဲကျွန်တော် PNLA ကကျွန်တော်တို့တပ်ဖွဲ့ဝင်9ဦး9ဦးကိုသူတို့တွေ ဒါဓမ္မပေါ်မှာပဲကိုယ်ပဲလှည့်ခိုင်းပြီးတော့တနတ်နဲ့အနောက်ကနေပြီးတော့ပေါ်ရင်ပြတ်တက်လိုက်တာအဲ့ဒါကကျွန်တော်တို့ကိုအကြောက်တရားထဲ့တာကျွန်တော်ရဲဘော်တွေသွေးကြောင်သွားမလားဆိုပြီးတော့သူကရက်ဆက်ပြတာပါဒါဒီလိုလောက်ရက်တွေဟာဒါပုံမှန်အတိုင်းပဲလက်ရှိအချိန်ထိလှုပ်ဆောင် နေတယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ ဒီလိုမျိုးလှုပ်ဆောင်ခဲ့တဲ့ရဲဆက်ဆက်တပ်ဖြတ်မှုတွေပြီးတော့ဒီလိုသွေးကြောင်အောင်လှုပ်ဆောင်ခဲ့တဲ့စီးကိုရောကျွန်တော်တို့ကြော်နိုင်ခဲ့လားကျွန်တော်ယမိပါတယ်ကျွန်တော်တို့ကိုဘလောက်ထိရက်ဆက်ပြပါစေကျွန်တော်တို့အိမ်ထဲထိကျွန်တော်တို့အိမ်နေတဲ့ခြံောင်ထဲထိဝင်ရောက်ဆွဲပြီးတော့ကျွန်တော်တို့ကိုတပ်ဖြတ်ပြတယ်ဒီနေ့လာဖန်ဒီညလာဖန်နောက်နေ့မနက်ရုပ်ပြက်ဆင်းပြက်ဖြစ်တဲ့တပ်ပေါ်ရီကိုပြန်ပို့သည့်တိုင်အောင်ကျွန်တော်တို့သွေးကြောင်သွားတဲ့တော်လန်တော့ ပြည်သူတွေမဟုတ်ဘူးဆိုတော့ဒီစီကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီဟုတ်ပြီနောက်တဲ့စီတစ်ခုအဲ့ဒီစီကလက်ရှိအချိန်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေပြီးတော့တိုင်းသားတပ်ဖွဲ့ဝင်တွေအချင်းချင်းစီလုံးညီညွတ်နေကြတယ်အဲ့တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုစီလုံးညီညွတ်မှုမရှိဘို့သွေးခွဲဖို့သူတို့တွေညီမျိုးစုံနဲ့စူးစမ်းပြင်ဆင်ပါပါ ။အောက်ကလည်းပဲခေဆက်ဆက်တုံးလာခဲ့တာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဟုတ်ပြီ။ဒီစီးကိုကျွန်တော်တို့ထပ်မှန်ပြီးတော့ကြော်ဖြတ်ရင်းနဲ့အာနာရှင်မြဖြတ်ခြေမုံရမှာဖြစ်ပါတယ်။အဲ့ဒီစီးကိုလည်းကျွန်တော်တို့အခုနောက်ဆုံးစီးပေါ့ဗျာဒီနောက်ဆုံးစီးကိုလည်းပဲကျွန်တော်တို့ကြော်ဖြတ်နိုင်တဲ့အခြေအနေကောင်းနေအများကြီးပိုင်ဆိုင်ထားပါလေလက်ရှိအချိန်မှာကရင်နေမြေမှာကရင်ညူနယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေ ပြီးတော့ကရင်အလံအောက်မှာရှိတဲ့ကျွန်တော်တို့ကဲနယ်လေး KGL လေးပြီးတော့ PC DGBA ပြီးတော့ BGF စတယ်ကျွန်တော်တို့ကရင်တမျိုးသားလုံးနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့စင်ဝင်နေတဲ့စစ်စင်ရေးကြီးကိုလည်းကျွန်တော်တို့ဒီမိုးလေးမတိုင်ခင်နဲ့ကျွန်တော်တို့စတွေ့တွေ့ခဲ့ရပြီဖြစ်တယ်။ဒါဟာ အကြံဖတ်စစ်ခွေးတက်တကယ်ကိုထိတ်လန့်ကြောက်ရွံ့ရတဲ့ကရင်စည်ရေးအခြေအနေပါကရင်နေဟာဒီတော်လန်ရေးမှာရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ယက်တည်နေတာပါကရင်တော်လန်ရေးမှာအပြည့်အဝပါဝင် လာပြီးဆိုဒီတော်လန်ရေးရဲ့အဆုံးတက်မဲ့ရက်အနည်းဆုံးဖြစ်နေပြီလို့ကျွန်တော်ကတော့ပွင့်လင်းစွာတင်ပြချင်ပါတယ်ဒါအမှန်တရားပါပြီးတော့ KIA နဲ့ TNLA ရဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိတယ် ီတော့အလကတတ်တော့ AA နဲ့ကျွန်တော်တို့ပူအောင်ထားတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့စွမ်းမကားကိုလည်းထပ်ပြီးတော့တွေ့ရဖို့ရှိတယ်ပြီးတော့ကျွန်တော်တို့အညာသားကြီးတွေရဲ့ကိုမြင်ဆောင်အညာသားကြီးတွေရဲ့သွေးကိုလည်းပဲထပ်မှန်ပြသဖို့ရှိပါတယ်ဒါဟာကျွန်တော်တို့အားလုံးအတူတူရှိနေတယ်ကျွန်တော်တို့အားလုံးရဲ့အနောက်မှာတကမ္ဘာလုံးမှာရှိတဲ့မိဘပြည်သူတွေအားလည်းယနေ့အချိန်ထိသွေးမအေးပဲနဲ့ယနေ့အချိန်ထိခိုင်မာစွာဝန်းရံထောက်ပံ့နေခြင်းဟာ အာနာရှင်တွေရဲ့နောက်ဆုံးသောနေ့နောက်ဆုံးသောအချိန်ရောက်ရှိနေတဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းကြိုးစားပေးနေပါတယ်။ကင်းတော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှောက်လန်းနေတဲ့လမ်းကျွန်တော်မြင်ပါတယ်။မှန်းဆရင်းနဲ့မိမိတို့ရဲ့စီအသည့်စီရေးသတိအမြဲတမ်းရှိဖို့ကိုကျွန်တော်ထပ်ဆောင်းတင်ပြရင်းနဲ့ဒီကုန်းချုပ်ပြစေ။ လည်းပေးစီပေးကပ်ပေးကြောင်းနေကြောင်းနိုင်ငံတွင်မှရှိတဲ့မိဘတဝူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့အောင်လေးလေးနဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလိုက်ပါ